RSB အသင်းအနေနဲ့လည်းဦးစားလေးလေးမူတရက်ကိုပြုလုပ်ခဲ့ရလဲဖြစ်ပါတယ်။ကွင်းလေကစားသမားအင်းထက်ညင်းရဲ့နေရာမှာကံပြီးကိုရမြစောစီကမောစီ RSB အသင်းအတွက်ဦးဆောင်ကိုတော့တွင်ယူပေးသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ ဥဆောင်ကိုရရှိဖို့မကြခဏဆိုသလိုစ조사နေခဲ့တဲ့ ISP အသင်းဒီနေ့မှာတော့စော်စီကပေါ်စေးရဲ့တွင်ကုန်းနဲ့အတူဥဆောင်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်စော်စီကပေါ်စေးသူ့ရဲ့ပုံစံတိုင်းပဲဘောလုံးတစ်ချက်ထုတ်ပြီးတော့ကိုပေါက်ထဲကိုတတရာပဲကန်သိမ်းခဲ့ရလည်းဖြစ်ပါတယ် ISP တင်းဒီကနေ့ပွဲမှာသူတို့လိုချင်နေတဲ့ရာလက်တစ်ခုကိုတော့ လာရှိသွားနိုင်မလားဆိုတော့ပွဲပြီးဆုံးချိန်ထိဆက်လက်စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်